။အားလုံးမင်္ဂလာပါရှင်။ဒီကနေ့မေလ18ရက်နေ့တနင်္ဂနွေနေ့အတွက်မော်လဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။မြင်းကလေးသတင်းအနေနဲ့မနေ့ကမေလ18ရက်နေ့ည10:24မိနစ်ချိန်ခန့်မှာမြတောင်မြို့ရဲ့အနောက်တောင်ဘက်6မိုင်ခန့်အကွာအနက်30ကီလိုမီတာကိုပဟုပ်ပြုပြီးအင်အား5.2ရစ်တာစကေးအစင်းရှိမြင်းကလေးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။အနောက်တောင်မုတ်တုံလေဟာ မနေ့ကမြေဝကျွန်းပေါ်ဘင်္ဂလားပင်လယ်ော်အရှေ့အလဲပိုင်းနဲ့အနောက်တောင်ပိုင်းတို့ကိုဆက်လက်ဝင်ရောက်ခဲ့ပြီးမေလ24ရက်နေ့မတိုင်မီမြန်မာနိုင်ငံအလဲပိုင်းဒေသတွေကိုဆက်လက်ဝင်ရောက်မှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ော်အရှေ့အလဲပိုင်းမှာလာမယ့်မေလ26ရက်နေ့ညမှာလေပြင်းနဲ့ရေဝန်ဖြစ်ပေါ်လာနိုင်ပြီးမေလ28ရက်နေ့29ရက်နေ့တွေမှာအားကောင်းတဲ့လေပြင်းနဲ့ရေဝန်ကနေမုန်တိုင်းငယ်အဖြစ်ရောက်ရှိလာမယ်လို့မိုးလွတ်တာပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ ဒီကနေ့မေလ16ရက်နေ့ကနေ20ရက်နေ့အထိနေပြည်တော်အပါအဝင်ပြည်내နဲ့တိုင်းအားလုံးတို့မှာနေရစစ်စစ်ကနေနေရနှံပြမိုးထစ်ချုံရွာနိုင်ပြီးနေပြည်တော်ချင်းပြည်ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်းတို့မှာနေရွက်ပြီးမိုးကြီးနိုင်ပါမယ်။ ဒီကနေ့ညနေအထိကချင်ပြည်ရခိုင်ပြည်ရှမ်းပြည်မြောက်ပိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတို့မှာနေရစိတ်စိတ်နဲ့ကြံပြည်နယ်နဲ့တိုင်းတွေမှာနေရနှံပြမိုးထစ်ချုံရွာနိုင်ပြီးရွာရဲရအောင်ပြိတ်ဖြစ်ပါတယ်။ချင်းပြည်ရခိုင်ပြည်နေပြည်တော်နဲ့မန္တလေးတိုင်းတို့မှာတော့နေရကွက်ပြီးမိုးကြီးနိုင်ပါတယ်။ကပ်ပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်အတောင်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာမုတ်တုံလေအားအသင်တင်ရှိနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်ထွက်ထနေပါတယ်။ မြမကန်ယူရန်တရှောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာတခါတည်းမိုးသက်လေပြင်းများကြားရောက်နိုင်ပြီးလိုင်အသင်တင်ကနေလိုင်းကြီးနိုင်ကလိုင်အမြင့်မှာခုနှစ်ပေကနေ၉ပေကန်အထိရှိနိုင်ပါတယ်။ ကရဏီကရပြည်၊ချင်းပြည်၊ရခိုင်ပြည်၊ရှမ်းပြည်တောင်ပိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းနဲ့အေရဝတီတိုင်းတို့မှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်တွေရွေရှားရနေရတလျှောက်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှင်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမိုးစလားကအကြံပြုထားပါတယ်။ နောက်နှစ်ရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာမိုးတဲထန်စွာရွာသွန်းခြင်း၊မိုးတိမ်တောင်တွေဖြစ်ပေါ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်းစတဲ့ထစ်ချုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါရဲ့ရှင်။ကျမနွယ်နွယ်ပါ။